မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လိုလပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေမရှိဘူးလို့ဗြိတိန်နဲ့ဩစတြေးလျကြေညာရဲဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်လရှိမြန်မာနိုင်ငံအခြေအနေဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေမရှိဘူးလို့ဖရီတိန်နဲ့ဩစတြေးလျနိုင်ငံသားဝင်ကြီးဌာနတို့ကဒီနေ့ထုတ်ပြန်ကြေညာပါတယ် ဒီဇင်ဘာ၁၀ရက်နေ့ဒီနေ့ကြာရောက်တဲ့အဖြစ်ပြီးဆိုင်ရာလူခွင့်ရင်းနှီးမှာထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီးလက်ရှိအခြေအနေမှာကျင်းပတဲ့ရွေးကောက်ပွဲဟာပုံမဆိုးရွားတဲ့တင်းမာမှုမတည်ငြိမ်မှုအကြမ်းဖက်မှုတွေပုံမဖြစ်ပေါ်စေနိုင်တယ်လို့ Friday Australia နှစ်နိုင်ငံစလုံးကအသိပေးပါတယ်အယက်သားပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုများကိုအဆုံးသတ်ဖို့ပြည်သူတွေကိုပြည်ပခအနေရတွေကနေအကအွက်ပေးဖို့နဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝလက်တွေ့အကောင့်တွေဖော်ဖို့ဖီတိန်နိုင်ငံသားရဲ့နနတာဟာယာနဲ့ဖွံ့ဖြိုးရေးရုံးကတိုက်တွန်းပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီစုံဖြတ်ချက်2669နဲ့အညီဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြတ်အပါဝင်မတရားဖန်ဆီးထိန်သိမ်းခံထားရသူအလုံးကိုချက်ချင်းလွှတ်ပေးဖို့လေဗီတိန်ကတောင်းဆိုပါတယ်။ဒါပြင်ဩစတြေးလျအစိုးရဟာမြန်မာပြည်သူတွေရဲ့စံနှုန်းကိုထင်ဟပ်တဲ့ဒီမိုကရေစီအယက်သားအစိုးရစီငြိမ်းချမ်းစွာအာဏာလွှဲပြောင်းဖို့ဆက်လက်တိုက်တွန်းပါတယ်။ အနာသိန်းစစ်ကောင်စီရဲ့လူအခွင့်ရေးအလွဲသုံးစားပြုမှုတွေနဲ့ချိုးဖောက်မှုတွေကြဲကြဲပြန့်ပြန့်လှုပ်ဆောင်နေခြင်းကိုရှုံချပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်အယက်သားပြည်သူတွေကိုဆက်လက်တိုက်ခိုက်နေခြင်းအပေါ်များစွာစိုးရိမ်တယ်လို့ဩစတြေးလျကဖော်ပြပါတယ်။တခြားလက်နက်ကိုင်အဖွဲ့တွေကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုအလွဲသုံးစားမှုတွေနဲ့ပတ်သက်တဲ့ခိုင်လုံသောသတင်းများကိုလည်းစိုးရိမ်ပွဲသိရှိရကြောင်းဆက်လက်ဖော်ပြပါတယ်။အခက်အခဲဒုက္ခကြုံနေရချိန်မှာကြီးစွာသောကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ရဲရဲမှုတို့ကိုပြသခဲ့ကြတဲ့မြန်မာပြည်သူတွေနဲ့အတူတကွဆက်လက်ရည်တည်နေမယ်လို့ဩစတြေးလျအစိုးရကထက်လောင်းကတိပြုပါရယ်ဖီတိတ်အနေနဲ့လည်းမြန်မာနိုင်ငံသားတွေရဲ့ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်အတွက်ထားရှိတဲ့ရည်မှန်ချက်များကိုဆက်လက်ထောက်ခံကူညီသွားမှာဖြစ်တယ်လို့ကြေညာပါရယ်နောက်ပြီးပြောင်းလဲဖြစ်ပေါ်မှုတွေကိုအနီးကပ်ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီးအယက်သားပြည်သူတွေရဲ့အသက်အိုးအိမ်ကိုဦးစားပေးကာကွယ်ဖို့မြန်မာစစ်တပ်ကိုတိုက်တွန်းသွားမှာဖြစ်တယ်လို့ဖီတိတ်အစိုးရကဆိုပါရယ်ဆက်လက်ပြီးယနေ့အရေးတကြီးဆင်နွှဲရမည့်တိုက်ပွဲ အမျိုးသားညီညွတ်ရေးအစိုးရကယနေ့ဒီဇင်ဘာ10ရက်နေ့နိုင်ငံတကာလူ့ခွင့်ရေးနေ့တွင်လာမယ့်စီအုပ်စုရဲ့ရွေးကောက်ပွဲကိုစတင်ကြောင်းပြသသည့်အနေဖြင့်မနက်7:00နာရီမှညနေ3:00နာရီအထိအိမ်ပြန်မထွက်ကြပေအတန်တိတ်တပိတ်ပါဝင်ဆင်နွှဲကြပါယံအခုတပြင်းတောင်းဆိုထားပါတယ်။ယခုတပိတ်တိုက်ပွဲသည်ရခိုင်လုံခြုံရေးများထက်ပို၍အရေးကြီးသည်။ မင်းအောင်လိုက်သည်ရွှေကောက်ပွဲနီလန်ဖြင့်ဒေါ်လန်ရေးကိုကြီးနှင့်အားပြော့သွားစေပြီး၎င်း၏လက်ဝိကံအစိုးရမျိုးဖြင့်ပုံမှန်အနေအထားပြန်ရောက်ပြီဆိုကောင်းနိုင်ငံတကာတွင်လူတော်တိုးရန်ကြံစည်နေခြင်းဖြစ်ပါသည်။တိုင်းပြည်အားလုံးဝထိန်းချုပ်ထားနိုင်ကြောင်းဝါရဖြန့်ဖို့အရေးကြီးလိုအပ်လာနေပါသည်။ထို့အတိုင်းလည်းတရုတ်တို့အားလည်း၎င်းတို့ကိုဆက်ထောက်ခံကမျက်နှာမပြတ်စေရဟုဖြောင်းပြသွေးဆောင်ထားပြီးလည်းဖြစ်ပါသည်။နဂိုကလေးကမိမိစီစိန်ဥစ္စာ မိသားစုကိုကောက်ွက်ရန်ကွက်ွက်ကလေးသာကြည်ပြီးလှုပ်ခဲ့ကြသူများကနောက်တဆင့်တက်နိုင်ရန်ပြည်သူများအားလက်နက်အားကိုဖြင့်မယုံတဲမောင်းသွင်းပြီးအတင်းအကျပ်လှုပ်သည့်ပွဲဆိုသည်ကလီးလာလီထင်ရှားလာလီဖြစ်ပါသည်ထို့အတွက်ယနေ့သပိတ်တိုက်ပွဲဖြင့်မြမပြည်သူတရက်လုံးက၎င်းတို့၏၁၄ရက်တာလိုတော့သည့်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းကဘာတို့ပြသဖို့အရေးတကြီးလိုအပ်လာနေခြင်းလည်းဖြစ်ပါသည် ဒေါက်တာတီစာဆန်းကလည်းပြည်လုံးကျွအတန်တိတ်တပိတ်ဆင်နွှဲကြပြီးမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေများကိုကဘာလုံးကြားအောင်လှုံ့ဆော်သွားပြီးဟုသတင်းဌာနနဲ့တီးတန့်အင်တာဗျူးမှာပြောဆိုလိုက်ပါတယ်။ထို့အတွက်အပတ်မကြီးပဲအနေရကင်းစွာပြုလို့ရမည်အရေးကိုငါထွက်လေဘာမှမထိခိုက်လောက်ဘူးဟုသဘောထားမိဆိုကအသက်ဆွံ့၍တိုက်ပွဲဝင်နေကြသည့်လူငယ်များ၏မျက်နှာကိုပြင်းပြင်းထန်ပါတယ်။ ်တင့်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုသောဆိုင်းပုတ်ကြီးကိုအရာတော်မျိုးပြည်သူ့တပိတ်ကော်မတီမှစိုက်ထူထားသည်ကိုလည်းတွေ့ခဲ့ရပါတယ်။ရွေးကောက်ပွဲကိုပင်တနေ့ရမကြံကျင်းပမည်ဟုပင်2023ခရစ်ကကြွေးကြော်ခဲ့တော်လေယခုအခါလုံမီဟုသတ်မှတ်ထားသောရက်ွက်ကြီးပါပေါင်း3000ကျော်အားဖျက်သိမ်းခဲ့ရပြီဖြစ်ပါတယ်။ထို့အထက်တွင်ကြီးပါမဲယုံ1931ယုံရုပ်ပေါ်ရက်ွက်များတွင်200ယုံကိုဖျက်သိမ်းလိုက်ရပြန်ပါတယ်။အကြံဖြင့်အဖြစ်လွတ်တော်မဲဆန္ဒနေမည်ခွန်းနှစ်ရာတွင်တနေ့ရာခြံလက်ထားခဲ့ရသည့်ကြီးဖြစ်လာပါတယ်။ ရန်ကုန်နဲ့နေပြည်တော်မှလွယ်၍ကြံပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လွတ်လွတ်ကျွတ်ကျွတ်မလုံနိုင်ဖြစ်လာ၍ရွေးကောက်ပွဲအပေါ်နိုင်ငံတကာ၏တန်တရားရှိမှုများကမြင့်တက်လာနေခဲ့ပြီဖြစ်ပါသည်။နိုင်ငံတကာကလည်းစီအိုစု၏ရွေးကောက်ပွဲသည်လွတ်လပ်၍တရားမျှတမှုရှိမည်မဟုတ်၍ယုံကြည်စိတ်ချလောက်သည့်လူထုဆန္ဒနှင့်ကန့်ညီသောအစိုးရမျိုးပေါ်ထွက်လာစေရအကြောင်းမရှိဆိုသောဂါရမန်တရားကြီးကိုတရုတ်နိုင်ငံတဲကလွှဲ၍တတုတ်ရွေးရွတ်လာနေပြီဖြစ်ပါသည်။ထို့ထက်တွင်၎င်းတို့ထေချပေါက်အကူထားသောထိုင်းနှင့်အိန္ဒိယတို့ပင် တတ်လတ်မလို့တော့သောအချိန်တွင်သဘောထားပြောင်းလဲလာကြပါတယ်။အိန္ဒိယနိုင်ငံသားဝင်ကြီးဌာနပြောခွင့်ရာရန်ဒီယာဂျိုဝါလ်ကအိန္ဒိယသည်မြန်မာ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးအားထောက်ခံတော်လဲယုံကြည်ထိုက်သောရွေးကောက်ပွဲဖြစ်ရန်နိုင်ငံရေးတွင်အ धिक ပါဝင်ပတ်သက်နေသူများပါဝင်ရမည်ဟုခံယူထားကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လွတ်လပ်ပြီးတရားမျှတမှုရှိရမည်ဟုလည်းဆိုပါတယ်။မိမိတို့မှမြန်မာပြည်သူများပုံမှန်ဘဝပြန်ရောက်ရေးဆက်ရွယ်အကူအညီပေးသွားမည်ဟုလည်းပြောခဲ့ပါရယ်နိုင်ငံတကာ၏အမြင်များမပြောင်းလဲပဲဆက်ရှိနေရင် စေုပ်စုကြီးထွက်ပေါက်ပိတ်နေပြီဆိုသည်ကိုတရုတ်အစိုးရအားပြသနိုင်ရန်ယနေ့ဆင်နွှဲမိအိမ်အပြည့်မထွက်ရေးအတန်တိတ်တပိတ်တွင်ပါဝင်ဆင်နွှဲကြဖို့လိုအပ်နေပြီဖြစ်ပါတယ်။ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်။ဆက်လက်ပြီးပြည်လုံးကျွတ်အတန်တိတ်တပိတ်တွင် ပြည်သူများပါဝင်ရေးဦးဆောင်လှုပ်ရှားသူဒေါက်တာတေဇာဆန်းကိုနန်းလင်းကိုခတ်ဝေဖြူကိုထက်မြတ်အောင်မတ်မေကြီးမတ်ရှွန်အပါဝင်ဆန္ဒပြသူစေဦးကိုစစ်တပ်ကရွေးကောက်ပွဲနောက်ဆက်ဟန်တောင်းမှုကောက်ွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ဒေါက်တာတေစာစန်းကိုဖမ်းဆီးရရှိလျင်ငွေကျပ်300နှင့်တဆင့်ရာထူးတိုးတိုးပေးမိဟုစစ်ကော်မရှင်ကလက်အောက်ငယ်သားများကိုမလုံပေးတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ယနေ့ဒီဇင်ဘာလ10ရက်နေ့ပြုလုပ်မယ်ပြည်လုံးကျွတ်အတန်တိတ်တပိတ်တွင်ပြည်သူများပါဝင်ရေးဦးဆောင်လှုပ်ရှားသူဒေါက်တာတေစာစန်းကိုနန်းလင်းကိုခန့်ဝေဖြူကိုထက်မြတ်အောင်မတ်မေကြီးမတ်ရှွန်းအပါဝင် ဆန္ဒပြသူ၁၀ဦးကိုစစ်တပ်ကရွေးကောက်ပွဲနောက်ရှန့်ဟန်တာမှုကောက်ွယ်ရေးဥပဒေဖြင့်အမှုဖွင့်လိုက်ကြောင်းစစ်တပ်ကယနေ့သတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ၃ရက်နေ့နံနက်6:55မိနစ်အချိန်မန္တလေးတိုင်းချမ်းအေးတာဆန်မြို့နယ်တွင်ဒေါက်တာတေစာဆန်ကိုနန်းလင်းကိုခန့်ဝေဖြူကိုထက်မြတ်အောင်မတ်မေကြီးခချီချီမရှင်ခရွှွန်ရွှွန်နေအမျိုးသားလေးဦးစုစုပေါင်း၁၀ဦးကရွေးကောက်ပွဲကိုစန့်ကျင်ရေးဆန္ဒပြခဲ့ကြောင်း ။ထို့ကြောင့်ဒေါက်တာတိစာဆန်းအပါအဝင်ဆန္ဒပြသူ၁၀ဦးကိုဒီဇင်ဘာလ၃ရက်နေ့ချမ်းအေးတာဆန်မြို့နယ်အမှတ်၆နေမီရဲစခန်းတွင်ရွှေကောက်ပွဲနောက်ရှက်ဟန်တာမှုကာကွယ်ရေးဥပဒေပုံမှ23ခောက်ခွေဖြင့်အမှုဖွင့်ထားကြောင်းစစ်တပ်ကဆိုပါရယ်။ရွှေကောက်ပွဲနောက်ရှက်ဟန်တာမှုကာကွယ်ရေးဥပဒေပုံမှ23ခောက်ခွေမှာရွှေကောက်ပွဲကိုဖျက်ဖျားစေရန်လူစုလူဝေဖြင့် ောက်ဖြတ်ကျူးလွန်ခြင်းဖြစ်ပြီးပြမှုထင်ရှားလျက်ထောင်ဒဏ်အနည်းဆုံး၅နှစ်မှအများဆုံး၁၀နှစ်ထိချမှတ်နိုင်ရန်စစ်တပ်ကပြဋ္ဌာန်းထားသောပုံမှန်ဖြစ်ပါသည်။ရှင်ပြင်းစစ်ကော်မရှင်ကစစ်တပ်ရဲ့ပြူစော်ထိနှင့်ပြည်သူစစ်များကိုဒေါက်တာတေစာစန်းကိုမိအောင်ဖမ်းပေးနိုင်မှာကလူပုဂ္ဂိုလ်တဦးချင်းစီအတွက်ငွေကျပ်သိန်း300နှင့်တာဝန်ယူထားသောတပ်ဆိုင်ရာအဖွဲ့အစည်းတွင်တစင်တို့ရာထူးတိုးပေးမည်ဟုမလုံပေးထားကြောင်းစစ်တပ်တရင်ရမြက်ကပြောဆိုပါသည်။မန္တလေးနှင့်အမရပူရာမြို့နယ်တို့တွင်ဒေါက်တာတေစာဆန်းကိုဖမ်းဆီးရရှိရေးတရင်ပေးနိုင်ပါကငွေကျပ်သိန်း200ကိုငွေသား ချက်ချင်းချင်းမြင့်ပေးမိဖြစ်ကြောင်းစစ်တပ်ကပြည်သူများကိုလိုက်လံစည်းရုံးနေကြောင်းသိရပါတယ်ဆက်လက်ပြီးဘူးတလင်တွင် PDF တိုက်ခိုက်မှုကြောင်းစစ်တပ်အထင်အကားမျိုးတဲသို့ပြန်ပြေးတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဇကိုင်းတိုင်းဘူးတလင်မြို့နယ်တွင် PDF တိုက်ခိုက်မှုကြောင်းစစ်တပ်အထင်အကားမျိုးတဲသို့ပြန်ဝင်ပြေးသွားကြကြောင်းသိရပါတယ်ယနေ့ဒီဇင်ဘာ9ရက်နေ့နဲ့10:15မိနစ်ခန့်တွင်ဘူးတလင်မြို့နယ်မှာတပြေးပြေးရွာတဲသို့စစ်ကြောင်းထိုးလာတဲ့အင်အား9000ဝန်းကျင်ပါစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်းဒဏ်ရာရစစ်သားများအားကားဖြင့်ပြန်သေးသွားကြောင်းဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။ရွာအဆက်စီယိုးနှားဖြစ်တာပါ။တိုက်ပွဲကတော့45မိနစ်လောက်ကြာမှာပါ။ကျွန်တော်တို့ထိတွေ့ဖြစ်တဲ့နေရာနဲ့ခလန်းလန်းမှာပေးပေးလန်းရှိတယ်ပေါ့နော်။ကားကပေးလန်းမှာရက်တာသူတို့ကထမ်းသွားတဲ့သဘောပေးလန်းရောက်မှအကုန်တင်တာပေးလန်းပေးဆိုတော့မြင်းတဲ့သူကပြောတာပေါ့ဟုဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမှစစ်ကြောင်းမှုရဲဘော်ကြွက်ကလေးကသတင်းဌာနကိုပြောကြားပါတယ်။ရှင်းတိုက်ခိုက်မှုတွင်စစ်သားများထိခိုက်သေးဆုံးမှုများရှိတော့လေအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါဗျ။ တိဆုံးကိုတော့လက်ရှိအတိအကျမသိရသေးဘူးအထီးခိုက်တွေကတော့ကားပေါ်မှာဆွဲတင်သွားတဲ့ဟာရီကိုတော့မျက်မြင်သက်သေရှိပါတယ်ဟု၎င်းကဆက်လက်ပြောဆိုပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်ရင်းစစ်ကြောင်းတီးဂူတလိမျိုးစာတင်ကြောင်းတဲ့သို့ပြန်ဝင်သွားကြောင်းသိရပါတယ်ကျွန်တော်တို့ ਨੇ ထီထွေမှုဖြစ်ပြီးတော့စစ်ကြောင်းကလူနာတွေတင်ပြီးတော့ပြန်ခောက်တယ်ပြီးတော့အင်အားတိုးပြီးတော့ထီထွေဖြစ်တဲ့နေရာကိုပြန်လာတယ်ပြီးတော့လက်ရှိပေါ်တော့ဒီညနေည6:25လောက်မှာပဲမျိုးသေးကိုပြန်ဝင်သွားတယ်ဟု၎င်းကပြောပါတယ် ။တပြေပင်ရွာသည်ဘူးတလင်မြို့နှင့်ကလျက်တွင်တည်ရှိသည့်ကျေးရွာဖြစ်ပါသည်။ဘူးတလင်မြို့ထွေအုံရုံရဲစခန်းမိုးကိုပိုင်ထက်တန်းကျောင်း CB ဘန်နှင့်အထက်ကတစာတင်ကျောင်းတို့တွင်စစ်သားများထိုင်ကြတပ်ဆွဲထားကြောင်းသိရပါသည်။ရင်းတိုက်ခိုက်မှုကိုဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းရာဦးခရိုင်တရင်သုံးဘူးတလင်မြို့နယ်ပကဖအဖွဲ့ BA ပါမအာမီတရင်တင်ပြည်သူအထံတိုက်ခိုက်ရေးအဖွဲ့နှင့်ဒီပဲရင်ဘူတောက်တဲ့အဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး PDF ရဲဘော်များအထူးကိမရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရပါသည်။ ကျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်